အလုံးမဲမင်္ဂလာပါခစ်သစ်မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကို တင်ဆက်ပေးကြပါရစေအစီအစဉ်လေးမစခင်ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပြီး comment မှာလည်းမှတ်ချက်ဝင်ရေးပေးသွားဖို့မြစ်တာရက်ခံကြပါရစေပထမဆုံးသတင်းတပုတ်အနေနဲ့ကတော့မြန်မာနိုင်ငံတွင်မတီးမငိမ့်သည့်နေရာများမှာပညာရေးအားနည်းသည့်ဒေသများဖြစ်ပြီး ပညာတက်မြောက်မှုအားနေခြင်းနဲ့သိမြင်တွေးခေါ်နိုင်မှုအားနေ၍အကြံဖတ်မှုများလုပ်နေဟုမင်းအောင်လိုင်းပြောပြနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသားမှဖြစ်ပါရယ်မြန်မာနိုင်ငံတွင်မတီးမငိမ့်သည့်နေရာများပညာရေးအားနေသည့်ဒေသများဖြစ်ပြီးအတန်းပညာတက်မြောက်မှုအားနေခြင်းနဲ့သိမြင်တွေးခေါ်နိုင်မှုအားနေ၍အကြံဖတ်မှုများလုပ်နေခြင်းဖြစ်ကြောင်းအကြံဖတ်စစ်ကောင်ဆောင်မင်းအောင်လိုင်းကပြောဆိုပြန်ပါရယ်ရှမနီပြုံးလင်မျိုးအမှတ်၃အခြေခံပညာအထက်တန်းကျောင်းတွင်၎င်းကအထက်ပါအတိုင်းပြောဆိုလာခြင်းဖြစ်ပါသည် မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိသည့်မတိမငိမ့်မှုများနှင့်အကြမ်းဖက်မှုဖြစ်စဉ်များကိုကြည့်မိဆိုပါကပညာရေးအားနည်းသည့်ဒေတာများတွင်ပုံမှုဖြစ်ပွားသည့်ကိုတွေ့ရှိရမည်ဖြစ်ကြောင်းအတန်းပညာတက်မြောက်မှုအားနည်းခြင်းနှင့်သိမြင်တွေးခေါ်နိုင်မှုအားနည်းခြင်းတို့ကြောင့်အကြမ်းဖက်မှုလုပ်ရများကိုလှုံ့ဆော်လာကြခြင်းဖြစ်ပြီးဒေတာနှင့်ဒေတာကံများ၏လူမှုဘဝစည်းပွားများကိုပါထိခိုက်လာစေကြောင်းမြန်အောင်လိုင်းကပြောဆိုပါသည် ထို့ပြင်ပညာရေးဝန်ထမ်းများအပါအဝင်နိုင်ငံဝန်ထမ်းများအနေဖြင့်ပါတီနိုင်ငံရေးကင်းရှင်းရန်လိုအပ်မည်ဖြစ်ပြီးနိုင်ငံရေးနဲ့နိုင်ငံအရေးကိုခွဲခြားသိမြင်ရန်လိုအပ်ကြောင်းမိမိတို့တာဝန်ယူထားရသည့်တာဝန်များကိုခြေပြွန်စွာထမ်းဆောင်ခြင်းဖြင့်နိုင်ငံအရေးကိုခြေပြွန်ရမည်ဖြစ်ကြောင်းမင်းအောင်လှိုင်ကပြောဆိုပါသည်အကြံပတ်စစ်ကောင်းဆောင်မြေအောင်လိုင်းကဇွန်လ9ရက်နေ့တွင်ပြင်ဦးလေမျိုးတို့လာရောက်ခဲ့ပြီးဇွန်လ17ရက်နေ့တွင်ထပ်မံ၍ပြင်ဦးလေမျိုးတို့ပင် ချက်မှန်စစ်ဆေးမှုများပြုလုပ်နေကြောင်းဇွန်လ9ရက်နေ့မှစ၍ပြည်ဦးလွင်နေအိမ်တွင် ရောက်ရှိနေထိုင်နေသည်ဟုသိရှိရကြောင်းတပ်တရင်ရင်းမြစ်အချို့ကပြောပါရယ်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ပြူစောတိရွာကို PDF စီးနှင်းတိုက်ခိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ် မကွေးတိုင်းပခုတ်ကူမြို့နယ်ရှိအနောက်မကြီးကန်ပြူစောတီရွာကိုအညာမြေတပ်ပေါင်းစုနဲ့အီယာတောင်းတပ်ဖွဲ့တို့စီးနှင်းတိုက်ခတ်ရာစစ်ကောင်စီတပ်ဖွဲ့ဝင်၅ဦးသေဆုံးပြီး၂ဦးဒဏ်ရာရခဲ့တယ်လို့တော်လှန်ရေးပူးပေါင်းတပ်မရဲဘော်၃ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်းအညာမြေတပ်ပေါင်းစုထံကသိရပါတယ်။စစ်ကောင်စီနဲ့ပြူစောတီအင်အားတရာကျော်ရှိသောအနောက်မကြီးကန်ပြူစောတီရွာသည်မြစ်ချေမြို့နှင့်9မိုင်ခန့်အကွာပခုတ်ကူမြို့နှင့်73မိုင်ခန့်အကွာ ပခုတ်ကူမြေခြေလမ်းမိုင်းပေါ်တည်ရှိပြီးဇွန်၁၀ရက်နေ့နက်9:00နာရီကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟုသိရပါတယ်။ ပောက်ကပါစဘက်ကိုဖြူရီထုံထုတ်ပြီးတော့အင်းအားအလုံးရင်းနဲ့သွားတဲ့အချိန်ကျွန်တော်တို့ကဝင်ပြီးတော့လှုပ်လိုက်တာပေါ့အဲ့ဒီနားမှာကကျူစောတိရွာတွေတန်းစီပြီးတော့ရှိနေတော့ဖြူသူတွေကစိုးရင်ကြောင်ကြစိတ်တွေနဲ့နေနေကြရတာမို့မစ်ရှင်ဖော်ဆောင်ခဲ့တာပါဟုအညာမြေတပ်ပေါင်းစုတရင်နှင်ပြန်ကြားရေးတာဝန်ခံကိုဘိုဘိုတန့်စင်ကပြောပါတယ်တိုက်ပွဲမှာနှစ်နာရီခွဲကအကြာမြင့်ပြီးဘန်ကာ၃လုံးသိမ့်ပိုက်ကစကန်တစ်ခုလုံးအလုံးစုံသိမ့်ပိုက်ခါနီးအချိန်တိုင်း ဘဲကြီးပြူစော်ဒီရွာနဲ့ပခုတ်ကူတက်မှတရတက်မှစစ်ကူများရောက်ရှိလာသဖြင့်ထော်လရင်အင်အားစုများပြန်လည်ဆုတ်ခွာခဲ့ရခြင်းဟုသိရပါသည်။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားများတိုက်ဆုံမှုနှင့်ပတ်သက်၍သတင်းဌာနကတိကျအတည်ပြုနိုင်ခြင်းမရှိပါ။အနောက်မကြီးကံပြူစောတီရွာပတ်ဝန်းကျင်ရှိအောင်သာဘဲကြီးရှင်မကန်ကျေးရွာများသည်လည်းပြူစောတီကျေးရွာများဖြစ်က ကြေးရွာတရွာလျင်အင်းအားတရာမှ150ဝန်းကျင်ရှိကြောင်းယင်းကြေးရွာများမှပတ်ဝန်းကျင်ကြေးရွာများကိုလက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းပြည်သူများအားပိတ်ဆို့စစ်ဆေးခြင်းဖမ်းဆီးခြင်းများပြုလုပ်နေကြောင်းသိရပါတယ်။မကြီးကံပြူရွာတိုက်ခိုင်းမှုတွင်တော်လန်ရဲရဲဘော်သုံးဦးထိခိုက်ဒဏ်ရာမပြင်းထန်ရရှိခဲ့တယ်လို့အောင်မြင်စွာစုတ်ခွာနိုင်ခဲ့ကြောင်းတိုက်ပွဲပြီးနောက်ပိုင်းတွင်စစ်ကောင်စီတပ်နှင့်ပြူစောတိများဘက်မှစစ်ရေးလှုပ်ရှားမှုမတွေ့ရသေးကြောင်း၎င်းကဆက်ပြောပါတယ်။ အထက်ပါစစ်စင်ရေးတွင်အညာမြေတပ်ပေါင်းစုနှင့်အတူအေယာတောင်းတပ်ဖွဲ့၊နေစည်းမချ PKU PPDF ကိုရီကဲနှင့်ဗလာညီနောင်ကောင်းဆောင်လူငယ်ပြောက်ကြားတပ်ဖွဲ့ Youth Guerrilla Force YGF ဝင်းပလီပြောက်ကြားတပ်ဖွဲ့ God of မြိုင်မုံတိုင်းပြောက်ကြားတပ်ဖွဲ့ DYT ပြောက်ကြားတပ်ဖွဲ့21ပကံ BLY ပောက်ပါကာဖာသခင်ဖိုးလာကြီးမကွေးခရိုင်ပါကာဖာတက်ခွဲချောင်း ဗာမိရီဗိုလူရှင်းရင်ဂျာ PLO ပျောက်ကြားတပ်ဖွဲ့စသောတော်လန်ရေးတပ်ဖွဲ့များမှပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။ခေတ်သစ်မန္တလေးရဲ့နောက်ဆုံးရသတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ။နောက်နေ့တွေမှာလည်းသတင်းတူးများတင်ဆက်ပြီးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။